ဘဲလို့ချင်းအင်္ဂလိပ်စာသင်လို့နီလန်းပြသွားတဲ့ခင်ထိတ်တာရုပ်ရှင်ရဲ့အစမှာတော့ကလေးတွေကိုမြုပ်ခွက်ပြောင်းပြီးပျော်ပျော်ပါပါအင်္ဂလိပ်စာသင်ပေးနေလေးရှိတဲ့စကီလန်းလေးခင်ထိတ်သားကိုမြင်ရမှာပဲဖြစ်ပါတယ်။ကျောင်းသားလေးတွေကလည်းဆီယာမလေးကချောတာရဲ့သဘောကောင်းတာရဲ့ကြောင့်ဆီယာမနဲ့စာသင်နေရရင်ကိုပြောနေတာပါပဲ။ဒါမဲ့ဆီယာမလေးခင်ထိတ်သားကတော့ချောမောပြီးခန္ဓာကိုလှပင်မဲ့အခုကြည့်နေတဲ့ညီမလေးတွေလိုဘဲကင်းမဲ့ဇုံကြီးဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့တနေ့မှာတော့ခင်ဒေတာရဲ့နိုင်ငံသားတငယ်ချင်းဖြစ်တဲ့ KK ကသူမစီလာလဲပြီးတော့သူ့ဘဲကထိုင်းဖြစ်နေတဲ့အတွက်သူထိုင်းလို့ပြောနေတာလဲကောင်းကောင်းနားမလဲကိုအင်္ဂလိပ်လို့ပြောတာလဲကောင်းကောင်းနားမလဲတာကြောင့်အဲဘဲကိုဖျက်ပြီးတော့အမေရိကန်ကိုပြန်တော့မယ်လို့လာပြောခဲ့ပါတယ်။အဲ့ဒါသူပြောမဲ့လမ်းခွဲစကားတွေပို့သူ့ဘဲကိုထိုင်းလို့ဘာသာပြန်ပြီးလမ်းခွဲပေးဖို့ခင်ဒေတာကိုလာပြီးကူညီတောင်းတာပဲဖြစ်ပါတယ်။ပထမတော့ခင်ဒေတာကလက်မခံပေးမယ် KK ကဈေးကြီးတဲ့လက်ဆွဲအေဂျီကိုလက်ဆောင်ပေးလိုက်တော့ချက်ချင်းမျိုးလုံးကြီးကနေတာကြီးမှုတ်ဘူးဖြစ်သွားပြီးတော့လက်ခံလိုက်ပါတော့တယ်။ အဲ့နောက် coffee ဆိုင်ကနီးပညာဝန်ထမ်းဖြစ်အလုပ်လုပ်တဲ့ KK ရဲ့ဘယ်သိန်းစော်နဲ့ခင်ဒေသာသွားတွေ့ပါတော့တယ်။ဟိုရောက်တော့ KK ဘိုးလိုအတန်သွင်းထားတဲ့လမ်းခွဲစကားတွေကိုခင်ဒေသာကနားထောင်ပြီးတော့သိန်းစော်ကိုဘာသာပြန်ကပြန်ပြောပြနေခဲ့ပါတယ်။ဒါမဲ့သိန်းစော်ကငါစော်ကငါ့ကိုဖြတ်မှာမဟုတ်ဘူးဆိုပြီးတော့ခင်ဒေသာကိုမယုံကထွက်သွားပါတော့တယ်။ခင်ဒေသာလည်းသူကဒီတိုင်းတငယ်ချင်းကိုကူညီတာကိုအခုလိုရင်းဖြစ်သွားတော့စိတ်ပျက်သွားပါတော့တယ်။ဒီလိုနဲ့အဲ့ဒီညမှာတော့ခင်ဒေတာတယောက်စူပါမားကတ်မှာဖွင့်ထားတဲ့သူ့ရဲ့အတန်းကိုပိတ်ပြီးတော့အိမ်ပြန်ဖို့လုပ်တဲ့ချိန်သူ့ရဲ့ပုံကိုတစုံတစ်ယောက်ကဆွဲပြစ်ထားတာကိုတွေ့လိုက်ရပါတယ် ောက်ပြီးအဲ့ဒီနေ့မှနေရာတစ်ခုလုံးကမှောင်ပြီးတိတ်ဆိတ်နေတဲ့အတွက်ခြောက်ချားနေခဲ့ပါတယ်။ဒါကြောင့်အိမ်ပြန်ဖို့ကားပါကင်ကိုအမြန်ဆင်းလာခဲ့ပေမယ့်အောက်ရောက်တော့သူမနောက်ကိုဆိုင်ကယ်တစ်စီးလိုက်နေတာကိုသတိထားမိသွားခဲ့ပါတယ်။နောက်တော့ဆိုင်ကယ်သမားကသူ့ကိုမိသွားပြီးသူ့ရှေ့မှာပိတ်ရက်လိုက်ပါတယ်။ကြည့်လိုက်တော့ဆိုင်ကယ်သမားကတခြားသူမဟုတ်ဘဲတင်းစော်ပဲဖြစ်နေခဲ့ပါတယ်။တင်းစော်ကသူ့ကိုအင်္ဂလိပ်စာသင်ပေးဖို့လာပြောတာဖြစ်ပြီးတော့ဒါမှသူ့စော်လေးရှိတဲ့အမေရိကန်ကိုလိုက်သွားနိုင်မှာလို့ပြောနေခဲ့ပါတယ်။နောက်တော့ကင်နေဒါရဲ့လက်ထက်ရော့အင်ဆိုပြီးတော့ကျူရှင်လာကအနေနဲ့90ရံအပြည့်တအုပ်ထည့်ပေးလိုက်ပြီးတော့ထွက်သွားပါတော့တယ် အဲ့နောက်ခင်လေးသားလည်းတင်းစော်ရဲ့ကော်ဖီဆိုင်မှာတင်းစော်ကိုဘိုလိုမိုနီ58နီးကိုတင်ပေးရပါတော့တယ်။ဟိုကောင်ကအင်္ဂလိပ်ဆိုလို့ဖုန်ကြောင်းရင်သုံးနေကြဟိုင်းတို့ဘာလို့လောက်ပဲတက်တာကြောင့်ခင်လေးသားကနေစဉ်သောစကားတွေဖြစ်တယ်။ထမင်းစားပြီးပြီလားတို့အီးပိုင်ရင်ဖီရှီလားတို့ဆော်ရှီလားတို့စတဲ့စကားတွေကိုစပြီးတင်ပေးခဲ့ရပါတယ်။အဲ့ဒီတန်းပြီးတော့တင်းစော်ကခင်လေးသားကိုအိမ်လိုက်ပို့မယ်ကိစ္စကိုအိမ်လိုက်ပို့ပြရစီဆိုပြီးတော့မိမကြံကြည်ကြည်မပြောဘဲနဲ့သူလိုက်မပို့ရင်မပြန်တက်တော့မယ့်အကြောမျိုးနဲ့လိုက်ချင်ရင်လိုက်ခဲ့လို့ချီမိုးပြီးပြောလိုက်တော့ခင်လေးသားလည်းမလိုက်တော့ပါဘူး။ ောက်တစ်နေ့မှာတော့ကနေဒါရဲ့အလုတ်ခွင်ဝင်နေပြီဖြစ်တဲ့သူတွေကိုအင်္ဂလိပ်စာတင်ပြတဲ့အတန်းမှာအတန်းသားကိုဖောင်ချောင်ကအင်္ဂလိပ်လက်တင်ခင်ဒေသားကိုလည်းအားရင်အားသလိုဖောင်ချောင်နေခဲ့ပါလေ။ဖောင်ချောင်ဟာဖောင်ချောင်ပေမဲ့လည်းစာတော့လိုက်လို့တာကြောင့်အခုချိန်မှာအင်္ဂလိပ်စကားကရေလဲမိုက်နေပြီဖြစ်တယ်လို့စကားပြောစွမ်းရည်ကလည်းမုံစိန်လာတို့တခင်ကြီးငွေပူတို့ထက်ကျန်းနေပြီမို့ခင်ဒေသားကလည်းတဖန်နေပြန်ရင်ခုန်နေပြီဖြစ်ပါလေ။ဒီလိုနဲ့အဲ့ဒီနေ့ညမှာတော့ယိုရီယာသိန်းစော်နဲ့လင်သိပ်ရှားတဲ့ခင်ဒေသားတို့ရဲ့ညနေပိုင်းအတန်းလေးကကော်ဖီဆိုင်မှာပဲစခဲ့ပါလေ။ အဲ့ဒီချိန်ဟိုဘက်ဝိုင်းမှာထိုင်နေတဲ့မူဆယ်တပကန်မင်းချိုင်းနာကော့ကျော်လေးတွေကခင်တိထားတဲ့မောင်မုံသွားတဲ့တောင်နှလုံးကြားကိုတပ်ပုံလှမ်းရိုက်တဲ့အတွက်ယူရီးယားသိန်းစော်တယောက်ကော့ကျော်လေးတွေကိုနပန်ချင်းကအမှန်ကန်ပြင်းပေးလိုက်ပါတော့တယ်ဒီလိုနဲ့တနေ့မှာတော့ခင်တိထားတယောက်စာအုပ်ဆိုင်မှာအင်္ဂလိပ်စာအုပ်ဝယ်နေတဲ့သိန်းစော်နဲ့အမှတ်ပထင်တွေ့ခဲ့ပါတယ်အဲ့တော့ခဏနေတော့နိုင်ငံသားကတယောက်ကဘူလိုတွေမှုတ်ပြီးတော့သိန်းစော်ကိုလမ်းတွေမေးလာတော့သိန်းစော်တယောက်လည်းကြောင်ပြောက်ပါတော့တယ်ဒါကြောင့်တခြားတယောက်ကိုမေးလိုက်လို့ပြောပြီးတော့တန်းနေအောင်ပြေးပါတော့တယ် အဲ့ဒီညနေမှာတော့ကန်ဒီတာစီကိုဖုံကြုံကနောက်ပတ်မှာကျင်းပမဲ့ပါတီကိုလာဖို့ဖုံကြုံစာလေးနဲ့လှမ်းပေးလိုက်ပါတယ်။ဒီဘက်မှာကန်ဒီတာကလည်းစမန်နီတက်ပြီးတော့ဖုံကြုံကိုလည်းကြိုက်နေပြီဖြစ်တာကြောင့်ဖိတ်တာကိုလက်ခံလိုက်ပါတယ်။နောက်ထပ်ဇာဝင်ကမ်းမှာတော့ယူရီးယားသိန်းစော်စီကိုသူ့စော်လေးကီကီကပါဆယ်ဝုဒဘူးပို့လိုက်လို့ဖြွင့်ကြည့်တဲ့အခါမှာသူ့ပေးခဲ့ဘူးတဲ့လက်စော်လေးကိုစော်လေးကပြန်ပေးလိုက်တာကိုတွေ့လိုက်ရပါတယ်။အဲ့လိုလုပ်လိုက်တာကသူတို့ရဲ့ပြောစရာကောင်းတဲ့ relationship ဆက်ဆံရေးကိုစော်လေးကဆုံးသက်ချင်နေတဲ့လက္ခဏာမှန်သဘောပေါက်သွားခဲ့ပါတယ်။ နောက်တော့ယူရီးယားသိန်းစော်ကလက်စွပ်ကိုကင်နေဒါကိုပေးကာ KK ကိုပြန်ပေးပြဖို့ပြောလိုက်ပါတယ်။အဲဒီညကင်နေဒါနဲ့ KK တို့ဖုန်းပြောနေတဲ့အချိန်မှာတော့ KK ကသူမကသိန်းစော်နဲ့ပြက်ချင်လို့ကူညီခိုင်းတာကိုကင်နေဒါကအစင်ပြောင်းအင်္ဂလိပ်စာပါသင်ပေးနေတဲ့အတွက်စိတ်ပျက်နေခဲ့ပါတယ်။အဲဒီစကားတွေကိုကြားလိုက်ရတော့ကင်နေဒါက"အော်သိန်းစော်ရဲ့နင်ဂျိုပေါက်နေရှာပါလား"ဆိုပြီးတော့သိန်းစော်အတွက်စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ဒါကြောင့်ယူရီးယားသိန်းစော်ဘွားကနေပိုအဲသိန်းစော်ဘွားရောက်သွားမှာကိုမကြည့်ရလို့ကင်နေဒါကအင်္ဂလိပ်စာဆက်သင်မပေးတော့ဘဲနဲ့သိန်းစော်ပေးထားတဲ့90ဒံအပြည့်အုပ်ကိုပြန်ပေးလိုက်ပါတော့တယ်။ ယူရီးယားသင်းစော်လဲစိတ်ပြက်ကမျောလင်းကျဲမဲသွားခဲ့ပါတယ်။ဒါပေမဲ့ခင်ဒီတာမပြောင်းခင်မှာတော့ကားရှိကနေဆိုင်ကယ်ပိတ်ရက်လိုက်ပြီးကားမန့်ကိုခေါနာက90တန်းအုံနဲ့ပြစ်ပေါက်သွားခဲ့ပါတယ်။ခင်ဒီတာလဲထွက်ောက်တဲ့အချိန်မှာပတ်စံနေပြင်သင်းစော်ရဲ့တိတ်ခွေတစ်ခွေနဲ့အင်္ဂလိပ်ပုံမြင်စာအုပ်တို့ကိုပါတွေ့လိုက်ရပါတယ်။အင်ရောက်တော့တိတ်ခွေရဲ့ကသင်းစော်ရဲ့ပုံမြင်စာအုပ်ကိုအင်္ဂလိပ်လိုစူးစမ်းပြီးဖတ်ထားတဲ့အတန်ကိုကြားပြီးတဲ့နောက်မှာတော့ခင်ဒီတာလဲတပံပြန်ပြီးတော့တနာသွားခဲ့ပါတယ်။နောက်တစ်နေ့ညမှာတော့ခင်ဒီတာဟဖောင်ကျွန်ဖိတ်ထားတဲ့ပါတီဝဲကိုသွားခဲ့ပါတယ်။ဝဲရောက်တော့ဖောင်ကျွန်က special ချမ်းသာတာကိုတွေ့လိုက်ရပါတယ်။ နေရကြီးမဟုတ်တဲ့အင်ဂျီထဲမှာသူလှစုဆောင်ထားတဲ့တန်ဖိုးကြီးစိန်ခံကားတွေကိုဖောင်ကြုံကခင်တိထားကိုလိုက်ပြတဲ့အတွက်စော်လေးတွေရဲ့ထုံးစံတိုင်းကားဆိုရှေ့ကျတာဖြစ်တာကြောင့်ခင်တိထားလည်းပျော်နေခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ခင်တိထားအသိန်းစော်နဲ့ KK တို့ရဲ့ဆက်ဆံရေးမှာဝင်မပါခြင်းပေမဲ့လည်းသိန်းစော်ကိုတနာလာကြောင်းအင်္ဂလိပ်စာစစ်တင်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့်သိန်းစော်ရဲ့လုပ်ခွင့်တွေကိုလိုက်တင်ပေးရတဲ့အချိန်သိန်းစော်ရဲ့လုပ်ဖို့အကင်ပေးတွေကပါအင်္ဂလိပ်စာတစ်လုံးမှမတက်တာကြောင့်သူတို့ကိုပါပေါင်းတင်ပေးခဲ့ရပါတယ်။အင်္ဂလိပ်စာလုံးတွေတရားတွေပြင်အလုပ်အင်တာဗျူးဖြေနည်းတွေပါတင်ပေးခဲ့ရပါတယ်။ အဲ့နောက်မှာတော့သူတို့အားလုံးညစာတူစားကြပြီးအင်္ဂလိပ်နဲ့ပတ်သက်တဲ့ကစားနည်းတွေလည်းကစားခဲ့ကြပါတယ်။အဲ့ဒီချိန်ကနေဒါတယောက်အခုလိုမျိုးစိတ်လှုပ်ရှားမှုတစ်ခါမှမဖြစ်ဖူးခဲ့ပဲကနေဒါနဲ့တိန်းစော်တို့ဟာလည်းပို့ပြီးရင်းနှီးလာခဲ့ပါတယ်။တိန်းစော်ရဲ့ဘိုလိုမုံနီ58နီးရာလည်းတနေ့တခြားပို့ပြီးတိုးတက်လာခဲ့ပါတယ်။ဒီလိုနဲ့တနေ့မှာတော့ကနေဒါတယောက်ဖောင်ကျော်တဲ့တံတားလေးတစ်ခုအပေါ်မှာလမ်းလျှောက်နေတဲ့ချိန်ကနေဒါအောက်မကြီးပဲနဲ့ဘဲဘဲငန်းပြီးရှောင်းနေတာကြောင့်တောက်ခနကကြမ်းကြားကိုညက်သွားပါတော့တယ်။အဲဒီလိုကနေဒါကြမ်းကြားညက်နေတဲ့ချိန်ဖောင်ကျော်ကသူမကိုကူညီရမယ်စာ သူမိသားစုကဘလောက်ချမ်းသာကြွယ်ဝကြောင်းတွေကိုပြောနေခဲ့ပါတယ်။ဒါနဲ့မကသေးပဲဖုန်ကြောင်နာ next level ရောက်သွားပြီးတော့လက်ထပ်ခွင့်မှာတောင်းလာတဲ့အတွက်ခင်ဒိတ်သားတယောက်ဖုန်ကြောင်ကိုသဘောမကျတော့ပဲဖြစ်လာပါတယ်။အဲနောက်ဖုန်ကြောင်ကဖုန်ကြောင်နာဆွန်းနေရောက်ကိုပြီးတော့ခင်ဒိတ်သားကိုဆက်နေရသည့်လက်ဆောင်တွေပို့လိုက်မင်္ဂလာဆောင်ခွင့်တောင်းလိုက်တွေလှုပ်လာတဲ့အခါမှာခင်ဒိတ်သားတယောက်စိတ်မသက်သာဖြစ်လာပြီးတော့ဖုန်ကြောင်ကိုစိတ်ပြက်လာခဲ့ပါတယ်။ဒီကြားထဲဖုန်ကြောင်ကနောက်ပတ်ထဲလုံးမဲ့ပါတီကိုပါထတ်လာဖို့ဖိတ်တာကြောင့်ခင်ဒိတ်သားခင်ဗျာလည်းစင်ချင်မျိုးစုံပေးပြီးတော့ငင်းခဲ့ရပါတယ်။ ကနေဒါအဲ့လိုပုံကြောင်နဲ့ပတ်သက်တဲ့စိတ်ပစ်မှုတွေဒေါသတွေကိုယိုရီယာတိန်းစော်နဲ့လက်ဝဲလေ့ကျင့်တဲ့အခါမျိုးမှာမင်းရေရှိရေပုံချပြီးတော့တိန်းစော်ကိုနှစ်ကြီးရေကြိတ်ကြိတ်နေခဲ့ပါတယ်။ဒီလိုနဲ့တနေ့မှာတော့ကနေဒါတိန်းစော်နဲ့အတူရှိနေတဲ့အချိန်မှာတော့ပုံကြောင်နာကိဆုပ်ရောက်နေပြီဖြစ်တဲ့ပုံကြောင်ကလက်တက်ခွင့်တောင်းဖို့ပန်းစည်းကြီးနဲ့ရောက်လာတဲ့အတွက်ကနေဒါလည်းပလေးကလေးတွေရဲ့လက်သုံးစကားဖြစ်တဲ့"ကျမရှင်ကိုတကယ်ချစ်ခဲ့တာမဟုတ်ဘူး"လို့ပုံကြောင်ကိုပြောလိုက်ပါတော့တယ်။ဒါမဲ့ပုံကြောင်နာများပြီးဦးနောက်ပါမရှိတော့တဲ့ပုံကြောင်ကပြောတာနားမထောင်ပဲသူ့အကြောင်းသာဆက်ပြောနေခဲ့ပါတယ်။ ဒါကြောင့်ယူရီးယားအသိန်းဆောင်ကဖောင်ကျွန်းနာကတ်သွားပြီးတော့နားနာကိုတစုံတစ်ခုကတ်ပြောလိုက်တဲ့အခါမှာဖောင်ကျွန်းတယောက်ဤအလုံး20လောက်မှန်သွားတဲ့မျက်နှာကြီးဖြစ်ကြံခဲ့ကကနေဒါကိုစကားတော်ဆက်မပြောနိုင်တော့ပါဘူးဒီလိုနဲ့ဓာတ်လီကားလေးရောက်တော့ကနေဒါကနင်သူ့ကိုဗာပြောလိုက်တာလေလို့သိန်းဆောင်ကိုမေးကြည့်တဲ့အခါမှာသိန်းဆောင်ကကနေဒါမှာကိုဝင်ရှိနေတယ်လို့ဖောင်ကျွန်းကိုပြောခဲ့တဲ့အကြောင်းပြန်ပြေလိုက်ပါတယ်နောက်ထပ်ဇာဝင်ကမှာတော့ကနေဒါရဲ့တင်နန်းနဲ့ပတ်သက်တဲ့ပါတီတစ်ခုကနေဒါကသိန်းဆောင်နဲ့အတူပွဲတက်ခဲ့ပါတယ်အဲ့ဒီမှာအကြောင်းသားမိပါရရောတချို့နိုင်ငံတီးတီးကဆီယာရီပါလာလာဖြစ်တာကြောင့် အဲ့ထက်ကနိုင်ငံသားသားဆရာ၃ယောက်နဲ့စကားရအောင်ပြောကြည့်ဖို့တင်းစော်ကိုခန့်လိုက်ပါလေ။အဲ့နောက်တင်းစော်ခင်ဗျာနိုင်ငံသားသားတွေနဲ့စကားပြောဖို့ရေးအကျွေးရှင်နဲ့တွေ့ရတော့မလို့ကြောက်နေခဲ့ပါလေ။ဒါမဲ့နောက်ဆုံးတော့လေတင်ယူထားတဲ့အင်္ဂလိပ်စကားနည်းနည်းပါးပါးနဲ့အဆင်ပြေပြေပြောနိုင်သွားခဲ့ပါလေ။အဲ့ဒါပြီးတဲ့နောက်ကနေဒါကမိန်ကွန်းတက်ပြောရမှာမို့သူမရဲ့ဒေါက်ဖနက်လေးကိုတင်းစော်ကိုကန်ဟန်းထားခဲ့ပါလေ။ညနေရောက်တော့ပါတီမှာဖျော်ဖြေတဲ့လိုမတ်တဲ့သင်းလေးကြောင့်တင်းစော်လေးစမန်နီတက်လာကခင်ဒေသားကိုရှလုရှလုပြလွတ်တွေလှုပ်လိုက်တော့မဲ့ချင်းခင်ဒေသားကမြင်မြန်ထွက်သွားပါတော့တယ် အင်ကိုပြန်ရောက်တော့သိန်းစော်တယောက်ခုနကသူ့လိုရက်ကိုပြစ်ရှိတယ်လို့ခန်းစားရတဲ့အတွက်သူ့ရဲ့ယင်းဒီဆုံးတငယ်ချင်းကိုပြန်ပြောပြနေမိခဲ့ပါတယ်။အဲဒီအချိန်မှာပဲသူတို့စီကိုတငယ်ချင်းတယောက်ဖုံးဝင်လာခဲ့ပြီးတော့သူတို့အမေရိကန်မှာလုံမဲ့အလုပ်ကအင်တာဗျူးဖြေခွင့်ရပြီဆိုတဲ့အကြောင်းကိုလှမ်းပြောလာခဲ့ပါတယ်။အဲဒါကိုကြားလာတဲ့သိန်းစော်ကကနေဒါစီကိုတွားပြီးတော့တွားပြပြခဲ့ပါတယ်။ဒီလိုနဲ့ကနေဒါကသူ့အတွက်သူနဲ့တူအင်္ဂလိပ်လိုအလုပ်လျှောက်လာတဲ့အကြောင်းကူရေးပေးနေတဲ့အချိန် KK ကရုတ်တရက်ကနေဒါစီကိုဗီဒီယိုကောခေါ်လာတဲ့အတွက် ိန်းတော်ကိုကင်မရာရဲ့နောက်ွယ်ကမြင်းတချင်းဆိုင်နေရာမှာသွားထိုင်ခန်းလိုက်ပြီးတော့ငငိန်လေးနေခန်းထားလိုက်ပါတယ်။အဲနောက်ကေကေနဲ့ပြောနေတဲ့အချိန်မှာတော့ကေကေကသူစိတ်ပြောင်းသွားပြီဆိုတဲ့အကြောင်းနဲ့တိန်းတော်ကိုအင်္ဂလိပ်စာသင်စေခြင်းပြီးတော့ဒီကိုပြောင်းလာကသူနဲ့အရင်လိုဆက်ဆံရေးပြန်ဆစေခြင်းပြီးဖြစ်ကြောင်းပြောလာခဲ့ပါတယ်။ကနေဒါလည်းအံ့ဩနေတဲ့အချိန်မှာပဲကေကေကဆက်ပြီးပြောလာခဲ့ပါတယ်။အဲဒါကတော့သူမဟိုမှာတွဲနေတဲ့ဘဲတစ်ကပွင့်လင်းတဲ့အတိုင်မျိုးဖြစ်တဲ့အကြောင်းနဲ့ယူရီးယားတိန်းတော်နဲ့ပြန်တွဲတာကိုလည်းနားလည်ပေးပြီးတော့နှစ်ယောက်ပြန်ကြွဲကွင်းပေးထားကြောင်းပြောလာခဲ့ပါတယ်။ အဲ့လိုကေကေတယောက်လင်းလန်းတစ်ဖက်နဲ့အင်ဂျင်နှလုံးကိုထိုးမဲ့ကိစ္စကိုကြားလိုက်ရတဲ့အချိန်မှာခင်ဒေတာကဒီကြောင်းကိုသိမ်းစော်တာတီးသွားရင်ဘလို့လုံမလဲလို့ပြန်မေးလိုက်ပါတယ်။ဒါပေမဲ့ကေကေကပြန်ဖြေရမယ့်စာခင်ဒေတာကိုနင်းအောင်သိမ်းစော်ဘက်ကတွေးပြနေပြီးဆိုပြီးတော့သိမ်းစော်ကိုများကြိုက်နေပြီလားလို့ပြန်ဆလိုက်ပါတယ်။ခင်ဒေတာလည်းအဲ့ဒါကိုစိတ်ဆိုးပြီးဖုံးချလိုက်ပါတော့တယ်။အဲ့ဒါကိုကြားလိုက်ရတဲ့ယူရီယာသိမ်းစော်ကခင်ဒေတာကိုမင်းတကယ်ပဲငါ့ကိုချစ်နေပြီလားလို့အပိုင်ကြီးမေးလိုက်ကမချစ်သင့်တဲ့အကြောင်းလေးပြောလိုက်ပါတယ်။ ီရီတာကဒီလိုခန်းစားခြင်းတွေဖြစ်တယ်ဆိုတာသူမနဲ့တင်းစောအခုရဲ့ပိုင်းနေနီးလို့ခဏတာဖြစ်ပေါ်တာပဲနေမှာပါလို့ပြန်ပြောလိုက်ပါတယ်။ဒါပေမဲ့တင်းစောပြန်သွားတဲ့အချိန်မှာတော့သူမခန်းစားခြင်းတွေကိုငင်းဆန်လိုက်ရတဲ့အတွက်တအီအီနဲ့ငုံနေခဲ့ပါတယ်။တကယ်တော့လင်းသိပ်ရှားတဲ့ခန်းဒေတာဟာယူရီယာတင်းစောကိုတကယ်ချစ်မိသွားခဲ့ပြီပဲဖြစ်ပါတယ်။နောက်နေ့မှာတော့တင်းစောဟာလုံအင်တာဗျူးကိုထွန်းချက်မရှိအောင်သွားခဲ့ပေမဲ့လည်းအဲဒီအချိန်သူနဲ့ခန်းဒေတာတို့ရဲ့အတူတူကုံဆုံးခဲ့တဲ့အချိန်တွေကိုပြန်မြင်အောင်လာကကနေဒါအပေါ်ခန်းစားချက်တွေရှိလာပြီးအမေရိကန်မှာတော့ GG ရဲ့ယူရီယာနွားလေးသွားမလို့တော့ဘူးကွာ ဒီမှာပဲဆီယာမကိုပဲသဲဆွဲအောင်ချစ်တော့မယ်ဆိုပြီးတော့နိုင်ငံသားမသွားတော့ဘူးဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီချိန်တစ်ဖက်မှာခင်တီတားတယောက်ကတော့သူစာတင်ပေးနေကြဒိန်းစော်ရဲ့ကော်ဖီဆိုင်လေးမှာသွားထိုင်ပြီးတော့ဂျီဖက်ရဲ့ထူးစင်ဆဆခင်တုံးလေးကကော်ဖီဆိုင်လေးရဲ့ဒေါင်းစောနားလေးမှာတခြင်းလေးနဲ့ဖိနေခဲ့ပါတယ်။အဲ့နောက်ကော်ဖီဆိုင်ဝန်ထမ်းကဒိန်းစော်ပေးခဲ့တဲ့အတန်သွင်းဆက်ကိုသူမကိုပေးလို့ဖွင့်ကြည့်ခဲ့ပါတယ်။အတန်သွင်းဆက်ထဲမှာဒိန်းစော်ကသူချစ်တဲ့သူရှိတဲ့အမေရိကန်ကိုထွက်သွားပြီဆိုတဲ့အကြောင်းပြောထားတာကိုကြားလိုက်ရတော့ခင်တီတားလည်းအမန်ဂန်ဖီဘိုလောက်ခဲ့ပါတယ်။ ဒါမဲ့အဲ့ဒီချိန်တင်းကျော်ရောက်လာပြီးတော့သူမဘေးမှာဝင်ထိုင်ကသူမကိုချစ်နေတဲ့အကြောင်းနဲ့သူမနဲ့ပဲရှေ့ဆက်တော့မယ်ဆိုတဲ့အကြောင်းတွေကိုပြောပြလိုက်တော့ခင်ဒေတာလည်းပျော်ရည်လွန်ပြီးတွားကြီးလည်းဖီးလာပါတော့တယ်။နောက်ဆုံးမှာတော့သူမလည်းလင်းသိရှားတဲ့ခင်ဒေတာဘွားကကျွတ်သွားပြီးတော့တင်းကျော်လည်းအမေရိကရောက်ယူရီယာနွားဘွားကနေကျွတ်သွားကဇလန်းလီလည်းပြီးဆုံးသွားပါတော့တယ်။ပရိသတ်ကြီးတို့လည်းစော်လေးဘဲလေးရသွားခြင်းလေဆိုရင်တော့အင်္ဂလိပ်စာသင်ပေးလိုက်ကြပါ။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။